ချစ်ရှုနေသူချစ်မိတ်ဆွေအပေါင်းတို့ကိုမင်္ဂလာပါလို့ရှေးဦးပထမနှုတ်ဆက်ခြင်းပါတယ်ဒီနေ့တော့ကျွန်တော်မိတ်ဆွေတို့ကိုစံစာတွေကအ내ဒိဋ္ဌိပယ်ဖွင့်ဆိုတဲ့ဘာသာရပ်စံစာအ내ဒိဋ္ဌိပယ်ဖွင့်ဆိုတဲ့ဘာသာရပ် harmonic အပိုင်း 5A ကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ကျန်းစာရဲ့အခြေခံကျသောအပိုင်းကိုတတိယပါဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်အနည်းငယ် sharing လုပ်သွားပါမယ်ပထမကျွန်တော်တို့သိရမယ့်အပိုင်းကတော့အရင်သင်ခန်းစာတွေမှာဆွေးနွေးခဲ့ပြီးပြီဖြစ်တဲ့အကြောင်းအရာကိုပဲဆက်ပြီးတော့မှပြောသွားမှာ ဖြစ်ပါတယ်အရင်အကြောင်းအရာတွေကတော့ ဆွေးနွေးခဲ့တဲ့ခါမှာကျွန်တော်တို့ဗာတိရလဲဆိုလို့ရှိရင်အရေးသားနဲ့အခြေခံသဘောထားကိုပြန်လည်သုံးသပ်ဖို့ဆိုတဲ့အကြောင်းဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်အခုလဲတဖန်ထပ်မံပြီးတော့မှဂျန်ရဲ့အပိုင်းကိုကျွန်တော်တို့ဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်ဒီလိုလေ့လာတဲ့အခါမှာရေးကြည့်သည့်အရာဟာ အပိုင်ငယ်နဲ့ဆက်ဆက်နေတဲ့အပိုင်ကိုကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်ဆိုတော့အပိုင်ငယ်သေးသေးလေးကိုကျွန်တော်ဖတ်တော်လဲအဲအပိုင်ငယ်သေးသေးလေးဟာဘာကိုဆိုလိုလဲလို့အတိအကျသိစေဖို့အတွက်ကအပိုင်ကြီးကိုတောက်လျှောက်ဖတ်သွားဖို့လိုပါတယ်ဓမ္မသာလင်ကျွန်တော်တို့ဆာရေးတဲ့သူကဒီအပိုင်သေးလေးဟာဘာကိုဆိုလိုလဲဆိုတော့ ကျွန်တော်ပို့ပြီးတော့မှနားလဲမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျန်းစာကိုကြည့်တဲ့အခါမှာဓမ္မသစ်ကျန်းစာကို ရေးသားတဲ့သူဟာမူလကနဦးရေးစခဲ့စဉ်ချိန်လုံးကကျန်းစာအုပ်မှာအခန်းကြီးအခန်းငယ်စုပ်မှုခွဲခြားရေးထားခြင်းမရှိဘူးအဲ့တော့ ကျန်းစာကိုရေးတဲ့သူကဝုထုတပုတ်လိုရာဇဝင်သမိုင်းတပုတ်လိုဇလန်းအရှိကြီးသူရေးသွားတာဖြစ်တယ်။ဒါပေမဲ့အခုကျွန်တော်တို့ဓမ္မသစ်ချမ်းဓမ္မဟောင်းချမ်းနေမှာကတော့ပြန်လဲပြီးမှဖတ်တဲ့သူတွေနားလည်စေဖို့အခန်းကြီးရဲ့လို့အခန်းငယ်ရဲ့လို့ဟိုခွဲခြားပြီးမှနှစ်ပတ်ကလေးတက်သွားပါတယ်။ဆိုတော့ အရင်တော့ရေးခဲ့တာဒါမျိုးမဟုတ်တဲ့ကြောင်ကျွန်တော်အပိုက်ငယ်သေးသေးလေးကိုဖတ်တဲ့အခါမှာသူနဲ့ဆက်ဆက်နေတဲ့အပိုက်ရှည်ကြီးကိုပြည့်ပြည့်စုံစုံအဆုံးတိုင်အောင်ဖတ်သွားမှသာလင်ကျန်းစာကိုဆိုလိုရင်းကို ပို့ပြီးတော့နားလည်မှာ ဖြစ်တယ်အတိတ်ပဲကိုပို့ပြီးမှပြည့်စုံစွာ သိလာမှာဖြစ်တယ် ဆိုတော့ကျန်းစာတအုပ်စီတိုင်းအစဉ်ပြေလို့ရှင်တော့ပြီးအောင်ဖတ်စီခြင်းနဲ့မတဲကိုဖတ်တဲ့ဆိုမတဲကိုတောက်လျှောက်အစအဆုံးဖတ်မယ်ယောဟန်ကိုဖတ်တဲ့ဆိုရှင်ယောဟန်ကိုအစအဆုံးဖတ်မယ်ပြီးတော့မှယာရီကျမ်းကိုဖတ်ခြင်းဖတ်ယာရီကျမ်းဖတ်မယ်ဆိုလဲအခန်းကြီး1ကနေတောက်လျှောက်အခန်းငယ်20ထိဖတ် မသက်ကိုဖတ်မယ်ဆိုလို့ရှိရင်အခန်းကြီး1ကနေပါအခန်းကြီး28ရှစ်တိဖတ်စောင့်တဖြစ်ပေါ့နော်ဒီလိုပြည့်ပြည့်စုံစုံဖတ်သွားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီလိုဖတ်တဲ့အခါမှာကျွန်တော်တို့သိရမယ့်အချက်အဆင့်၄ဆင့်ရှိရယ်ဆိုတော့အဲ့ဒီအဆင့်၄ဆင့်ကိုကျွန်တော်တို့လေ့လာတဲ့အခါ ဒီလိုနားလည်ဖို့အတွက်ဒီအချက်၄ချက်ကနေပြီးကျွန်တော်တို့အထောက်အကူပြုသွားမှာဖြစ်တယ်ဆိုတော့ပထမအချက်အနေနဲ့စံစာကိုရေးတဲ့စံစာအပိုက်ရဲ့အဆောက်အအုံပေါ့နော် structure structure ကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဒုတိယအချက်အနေနဲ့ကတော့စံစာထဲမှာထူးဆန်းပြမှာရှိရတဲ့ မဖြစ်ဘူးမကြုံဘူးတဲ့တဘာဝတရားတက်လွန်ကဲပြီးတော့မှ လူတွေအနေနဲ့နားမလည်နိုင်တဲ့ထူဆန်းအဝဝေရအခြေအနေတွေကိုကျွန်တော်တို့သုံးသပ်ရမှာ ဖြစ်တယ်လူရဲ့အုံနှောင်းနဲ့လူရဲ့ညာနဲ့စဉ်းစားတဲ့အခါမှာတော့ဒီလိုထူဆန်းတဲ့အရာတွေဖြစ်နိုင်ပါမလားဆိုပြီးမှတန်တရားဖြစ်စရာလေးတွေရှိတယ်ဒါတွေကိုလည်းကျွန်တော်တို့ထည့်စဉ်းစားရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဖယားသခင်ဟာ လူကိုစဉ်းစားနိုင်ဖို့ဘုံနောက်အကန့်တ်ပဲပေးထားတာဖြစ်တယ်ဒါကြောင့်ဖရာသခင်ရဲ့အကြောင်းအရာတွေကိုရေးသားထားတဲ့စံစာဟာတစ်ခါတည်းမှာကျွန်တော်နားလည်နိုင်ကြမရှိဘူးမရှင်းလင်းစရာလည်းရှိတယ်ဒါကိုကျွန်တော်စမ်းသစ်တယ်စမ်းပြတယ်ထုတ်ခဲ့တယ်ဆိုပြီးမှကျွန်တော်တတ်မှတ်ရမှာဖြစ်တယ်ဒါကိုလည်းကျွန်တော်အသေးစိတ်လေ့လာဖို့လိုတယ် တတိယချက်အနေနဲ့ကတော့ကျန်းစာထဲမှာသူမှန်တဲ့ကိုမှန်တဲ့စသဖြင့်ကျန်းစာကိုကင်ပြီးမှငင်းခုန်စရာအချက်ကလေးတွေရှိနိုင်စရာတွေ့တယ်ဆိုတော့ဒါတွေတွေ့ရတဲ့အခါမှာလဲကျွန်တော်တို့ငင်းခုန်စရာအကြောင်းမဟုတ်ဖဲနဲ့ဘာကြောင့်တစ်ဖက်နဲ့တစ်ဖက်ဆန့်ကျင်ပဲဖြစ်နေတာလဲဆိုတော့ကျွန်တော်တို့သုံးသပ်လေ့လာဖို့လိုပါတယ်ဇဒုတ်ကအချက်အနေနဲ့ကတော့ ဒီကျမ်းစာအုပ်ကိုရေးသားတဲ့မသဲကိုရေးတဲ့သူကမသဲရဲ့အကြောင်းရေးရခြင်းအကြောင်းရည်ရွယ်ချက်နဲ့ဥတီချက်ကိုကျွန်တော်သိဖို့လိုတယ်ယောဟန်ကိုရေးတဲ့သူကလည်းဘာကြောင့်ဒီယောဟန်ကျမ်းကိုရေးရတယ်လဲဆိုရက်ရည်ရွယ်ချက်နဲ့သူ့ရဲ့ဥတီချက်ကိုကျွန်တော်သိဖို့အရာအကြောင်းဖြစ်ပါတယ်စသဖြင့်အဲ့လိုအချက်၄ချက်နဲ့ကျွန်တော်တို့လေ့လာသွားမယ်ဆိုလို့ရှိရင်ရှုပ်ထွေးမှုတွေမရှိပါဘူး ရှင်းလင်းပြသပြီးတော့မှပြည့်စုံသွားတဲ့ကျွန်တော်နားလည်နိုင်မှာဖြစ်တယ်ပထမအချက်အနေနဲ့ကျမ်းစာအပိုင်းကိုတိဆောက်မှုကိုကျွန်တော်လေ့လာရအောင်ဆိုတိဆောက်မှုကိုဖြစ်ပေါ်စေတဲ့အချက်တွေကိုလည်းကြည့်ဖို့လိုတယ်တချို့စာအုပ်တွေကအပိုင်းတွေကိုကြည့်တဲ့အခါမှာရေးသားတဲ့အပိုင်းတွေဟာရှုပ်ထွေးတယ်ဒါပေမဲ့တချို့စာအုပ်အပိုင်းတွေကြတော့ရှင်းလင်းတယ် ဒီလိုတိဆောက်ထားတာလေးတွေတွေ့ရဆိုတော့နားလည်နိုင်စရာတိဆောက်ထားသလိုနားမလည်နိုင်စရာအချက်လက်လေးတွေလည်းရေးသားတိဆောက်ထားတာကိုလည်းကျွန်တော်တွေ့ရအဲ့တော့တိဆောက်မှုအပိုင်းကိုကျွန်တော်နားလည်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဟောဒီကအကြောင်းကဒီလိုဆိုလိုပါလားဒီဘက်ကအကြောင်းကဒီလိုဆိုလိုပါလားဆိုတော့ကျွန်တော်ပိုင်းခြားပြမခွဲခြားပြမ အနက်ကိုအတိတ်ပဲဖွင့်ဆိုနိုင်မှာဖြစ်တယ်။ဒါကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်။ဥပမာတရားအနေနဲ့ကောရိန္သုပထမဆောင်ဒီချမ်းစာကိုကျွန်တော်လေ့လာတဲ့အခါမှာဒီချမ်းစာအုပ်လုံးကိုတိဆောက်မှုကိုကြည့်တဲ့အခါအင်မတန်ရိုးရှင်းတယ်ဆိုတော့တွေ့ရပါလေ။တကယ်တော့ဒီကောရိန္သုပတ်စာကိုရေးတဲ့အကြောင်းအရာဟာ ေါလုကြီးကကောရင်တို့မြို့မှာရှိတဲ့ခရိယန်တွေကိုမေခွန်းထုတ်ထားတဲ့အရာကိုပြန်ပြော့ဖြေချခြင်းဖြစ်တယ်ကောရင်တို့မြို့မှာရှိတဲ့ယုံကြည်သူတွေကပေါလုထံမှာစာရေးပေးလိုက်တဲ့အခါမှာမေးထားတဲ့အရာလေးတွေရှင်ပေါလုကပြန်လည်ပြီးမှရှင်းပြရေးသားထားခြင်းအကြောင်းအရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပါတယ်ဆိုတော့ တစ်ကောအခန်းကြီး9ရဲ့အငယ်12ကိုကြည့်တဲ့အခါမှာသင်တို့သည်ငါထံသို့ပေးလိုက်သောစာ၌ပါသောအရာမှာယောက်ျားနှင့်မိန်းမယောက်ျားသည်မိန်းမနှင့်မဆက်ဆံဘဲနေလျင်ကောင်းတော်လဲမတရားသောမိတုံနှင့်ကင်းလို့မည်အကြောင်းယောက်ျားတိုင်းမိမိမယားရှိစေလော့မိန်းမတိုင်းမိမိလင်ရှိစေလော့ ဆိုပြီးရေးသားထားတယ်အမှန်တော့ဒါပြဿနာမဟုတ်ဘူးသာသနာလောကမှာနော်သာသနာပြုတ်ကြောင်းအနေနဲ့ဘုရားသခင်ကိုအစီခံတဲ့အခါမှာဘုရားသခင်အတွက်အချိန်ပိုပေးနိုင်ဖို့ဆိုလိုခြင်းဖြစ်တယ်အိမ်တော်တွေတွေကတော့ကိုယ့်ရဲ့ခင်မွတ်တဲ့ကိုယ့်ရဲ့နော်ဒီဇနီးမယားနဲ့အချိန်ပေးရမှာဖြစ်တဲ့ကြောင်းဘုရားသခင်ကို အချိန်ပေးနိုင်တဲ့နေရာမှာနည်းနည်းနေသွားတယ်ဒါကိုပြောခြင်းဖြစ်တယ် ဆိုတော့အဲ့မှာသူရေးထားတော့အချက်ကိုကြည့်တဲ့ခါမှာစာပိုက်တစ်ပိုက်အရေးသားလေးတစ်ခုကိုကျွန်တော်တို့ဆင်ခြင်ခြင်းအဖြစ်ပို့ပြီးနားလည်ရမှာဖြစ်တယ်အဲ့ဒီစာသားလေးကပါလဲဆိုရှင်ကောင်းတော်လဲကောင်းတော်လဲနော်အဲ့ဒီစကလုံးလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရှင်ကောင်းတော်လဲပိုကောင်းတဲ့အရာ ရှိတယ်ဆိုတော့ကိုသူကပြောပြနေခြင်းဖြစ်တော့ကြောင့်နော် အိမ်တော်မပြုတ်ပဲနေကောင်းတယ်တဲ့ဒါပေမဲ့လို့တဲ့အသွေးသားတက်မှတ်ခြင်းနဲ့เนาะခိလေသာပူပန်ခြင်းရှိလာတဲ့အခါမှာမတရားသောမေထုံနောက်ကိုလိုက်သွားပြီးမှအပြစ်ဒုစက်ကြောက်ရောက်စေဖို့အတွက်စာရန်ကသွေးဆောင်နိုင်တဲ့အကြောင်းဒါကြောင့်မနေနိုင်ရင်မိမယူပါယောက်ျားယူပါဆိုပြီးမှပြောခြင်းဖြစ်တယ်ဒါပေမဲ့လည်း အိမ်တော်မပြုတ်ရင်တော့ပိုကောင်းတယ်ဆိုတော့ကိုပြောခြင်းဖြစ်တယ်ဒါကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဆိုတော့ contradiction ဆိုရက်စံကျင်ပဲအကြောင်းကြားရှိတယ်လို့ completion ဆိုရက်ပြည့်စုံခြင်းအကြောင်းတရားကိုလည်းကျွန်တော်တို့နှစ်ခုပေါင်းစပ်ပြီးနားလည်ဖို့လိုပါတယ်တခါဒီမှာကျွန်တော်တို့ကျောင်းစာကိုဖတ်တဲ့အခါမှာအကြောင်းတရားနဲ့အကျိုးတရားနှစ်ဖက်ကိုတွေးတောဆင်ခြင်ဖို့ လို့လေဘာလို့လဲဆိုတော့လင်မယားအတူရှိနေတဲ့တယ်ဆိုတော့ကိုလည်းပြန်တယ်ပြုမှစဉ်းစားဖို့လိုတယ်အားပေးဖို့ထောက်ပံ့ဖို့စသဖြင့်ပေါ့နော်တချို့တွေကြတော့လေအာစံစာအတိုင်းနော်အိမ်တော်မပြုဘဲနဲ့လွတ်လွတ်လပ်လပ်ဖရားအတွက်အစီခံတာလည်းကောင်းပါလားဆိုတော့ဒီလိုစဉ်းစားလိုက်တဲ့ခါမှာကျွန်တော် completion method လို့ခေါ်တဲ့ပြည့်စုံစွာဖော်ပြခြင်းနီလန်းဆိုရဲ့ ိုကျွန်တော်တို့နားလည်ရပါတယ်။ဆိုတော့တိကောအခန်းကြီး9ရဲ့အငယ်9ကနေ9မှာတစ်ချက်သူကဘာပြန်ပြောထားလဲဆိုလို့ရှိရင်အချင်းချင်းခင်ဖို့ဝုကိုမပယ်မရှောင်ကြနဲ့ထို့သောဆိုတော့လဲစူတောင်းခြင်းဝုကိုပြုရသောအခွင့်ရှိစေခြင်းဟာသဘောတူ၍ခင်မူဝုကိုခဏမှမရှောင်ရဟုမဆိုလိုထို့သောရှောင်လင်းကိုကိုမချုပ်တီးနိုင်သောအဖြစ်သာဒန်သည်အပြစ်သို့ သွေးဆောင်ရောက်တော့အခွင့်မရှိစေခြင်းကနောက်တပံအတူနေကြလောသို့တော်လဲကာမကုံကိုမချုပ်တီးနိုင်လေထိမ်းများစုံမှတ်ခြင်းကိုပြုစေပြုကြစေကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းများစုံမှတ်ခြင်းပြုတော်တာ၍ကောင်းနော်စိတ်ပူပန်ခြင်းရှိသည်ထက်ပိုကောင်းတာပါလဲဆိုလို့ရှင်ထိမ်းများစုံမဲ့ခြင်းကပိုကောင်းတယ် ဒါကြောင့်ကျန်းစာမှာတခါတလေမှာတယောက်တော့သူကကောင်းနေဟေးလို့ပြောပြီဆိုလို့ရှိရင်နောက်တစ်ယောက်ကပိုကောင်းတဲ့အရာကိုကျွန်တော်တို့အကြံပြုလာတဲ့အခါမှာကျွန်တော်တို့ကလက်ခံရမှာဖြစ်တယ်ကျွန်တော်တို့ရှိရကောင်းတဲ့အရာပဲကိုကစဉ်းစားတာမဟုတ်ဘဲနဲ့သူတို့ရှိရဘာများထပ်ပြီးတော့ကောင်းတဲ့အရာခွင့်ပြချက်အစ်စ်ဦးမိုးလေးနဲ့တဲ့အကြောင်းအရာများရမလဲဆိုပြီးတော့ ူဦးနဲ့တူဆွေးနွေးဖို့ပြည့်စုံစွာနားလည်သဘောပေါက်ဖို့ discussion လုပ်ဖို့လိုပါတယ်။ဒါကြောင့်ဒီသင်ခန်းစာလေးကိုကျွန်တော်တို့လေ့လာတဲ့အခါမှာစန့်ကျင်ပြတ်သဘောတရားကိုမဆောင်ဘဲနဲ့အပြုသဘောနဲ့အကျိုးဆက်ရောက်မှုရှိစေတဲ့အကျိုးအကြောင်းတရားကိုကျွန်တော်ဆင်ခြင်ပြီးတော့မှတရားနဲ့တရားဝေငှတက်တည်ခံလေ့လာသွားမယ်ဆိုလို့ရှိရင်ကျမ်းစာရဲ့အတိတ်ပဲ အနေတိတ်ပဲကိုတိကျစွာနားလည်နိုင်မှာဖြစ်တဲ့အကြောင်းကိုကျွန်တော်အနေငယ်ဝေငှပါရယ်ဘုရားသခင်ရောက်စီတဲ့ကောင်းကြီးပေးပါစေအခြားသောဘာသာဝင်များလည်းခရိယန်ဘာသာအကြောင်းကိုတမန်ကျမ်းစာအကြောင်းကိုနားလည်စီပွင့်ရအတွက်ကြည့်ရှုခြင်းအဖြစ်အာဘုသူတယူနိုင်ကြောင်းကိုကျွန်တော်ဒီရက်နေ့ပြောကြလို့ပါရယ်ဘာသာတိုင်းလူမျိုးတိုင်းကိုကျွန်တော်ချစ်ခင်လေးစားလျက်ယိုသေးလျက်ဒီအကြောင်းရောက်ကိုဝေငှပါရယ်ဘုရားသခင်ရောက်စီတဲ့ကောင်းကြီးပေးပါစေအာမင်